ခဲရုံမြမာတွေကမြမာပြူတကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအတအတွက်မြမာပြူချစ်တယ်လူလိန်နေကြတဲ့လူလိန်နေပုံများပါတယ်အဲ့ဒီအချိန်မှာခမရမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမှာကပြုံးလွင်ရဖြစ်စဉ်တွေပဲကျွန်တော်တို့စမှာပဲဗျပြုံးလွင်ဖြစ်စဉ်ပြုံးလွင်ဖြစ်စဉ်ဆိုတာအချောင်းပေါ့ဟိုပြုံးလွင်မျိုးကမရှိတဲ့အောင်စပယ်ဆိုတော့ရွှေဆိုင်ပေါ့ဗျအဲ့ဒီရွှေဆိုင်မှာဒီနေ့မနေ့ဆိုရင်ဒီမှာလိုက်မှုဖြစ်စဉ်ဖြစ်တယ်ဒါခင်ဗျားတို့အားလုံးအဲ CCTV မှတ်တမ်းတွေကြည့်ပြီးတဲ့နေ့လည်းကြည့်ပြီးကြပါပြီဆိုတော့ ကျွန်တော်တော့တခုတခါပြောရမလို့မင်းတရင်ဟောင်းပြောရတော့ပြောရင်ပြောမှာโอเคအဲ့တော့ပြူးလင်မြို့မှာရှိတဲ့ဒီရွှေဆိုင်ပေါ့နော်အဲ့ဒီရွှေဆိုင်ကိုကောင်းတယ်ဓမ္မတဲ့အိုးစုကလာတာတော့ကျွန်တော်တို့မူလ CCTV မှာဆိုရင်2ယောက်တွေ့တယ်မူလ CCTV မှာဆို2ယောက်တွေ့တယ်မျိုးစုံပြောနေကြတော့တော့စုံနေတာပဲဒါမီလောက်မူလ CCTV မှာတော့2ယောက်တွေ့တယ်အဲ့တော့အစိုးရထုတ်ပြန်ချက်ကိုအရင်ပြောပြမယ်အစိုးရထုတ်ပြန်ချက်ကိုပဲကျွန်တော်ကိုကပြောရမယ်ဘာလို့ကိုကကိုပြောရစားအစိုးရပြောတာပူပြီးပြောလို့ကောင်းတော့ပြီးတော့ကိုကတော့ပေါ့နော်ဆိုတော့ ပြုံးလွင်မြို့နယ်ရက်ကွက်ကြီးတုံမန္တလေးလာရွှေလမ်းမကြီးဘုံမှာရှိတဲ့အောင်စပယ်ဆိုတဲ့မြို့ရှိရွှေတိုင်းအဲ့ဒါကိုဒီနေ့နိုဘာ၁၂ရက်နေ့မနေ့၈နှစ်ခွဲလောက်အချိန်လောက်မှာဓမ္မတိုက်မှုလာဖြစ်တယ်အဲ့ဒါအဲ့အချိန်လောက်မှာစိုက်ကယ်နဲ့လူနှစ်ယောက်ရောက်လာတယ်စိုက်တွဲကိုရောက်လာတယ်ဟိုကစိုင်ဖွင့်မှုလို့တဆိုင်တောင်းရှိသူစူးစမ်းနေတဲ့အချိန်မှာပဲစိုင်တွေကိုသူတို့ကဝင်ချလာပြီးတော့စိုင်တွေကရှိတဲ့ရွှေစရွှေတွေကိုလူရဖို့စူးစမ်းတယ်ဟိုပြောရင်တော့တနက်ထုတ်ချင်းပြီးလိုက်ဓမ္မတိုက်မှုလို့ပေါ်နေခတိတိပဲသူကစိုင်တွေဝင်လာတယ်ရွှေကိုခွဲပြီးယူဖို့စူးစမ်းတယ်အဲ့အချိန်မှာ လုံချွေးဝန်ထမ်းတယောက်မျိုးသားတယောက်ကပြည့်ပြည့်ပြီးတော့ဟိုခုခံဟိုကာကွယ်တိုက်ခိုက်တယ်ပေါ့ဗျာနောက်တစ်ခုကဒီဘက်ကအမျိုးသမီးတယောက်ကလည်းမျိုးတောက်ကလည်းဟိုကတင်းချုပ်ထားတယ်ကွလို့တယ်အဲ့တော့အမျိုးသမီးတယောက်နဲ့နောက်ဒီဘက်ကအမျိုးသားကြီးတယောက်နဲ့နှစ်ယောက်နဲ့ဟိုဘက်ကနှစ်ယောက်နဲ့ကြာမှာလုံးထွေးတတ်ပုံတွေဖြစ်တယ်ပေါ့ဗျာဖြစ်ပြီးတော့တိတ်မကြောက်ဘူးဟိုဘက်ကဒီဒီဘက်ကအမျိုးသားလည်းထိုးတော့ဒီထိုးတော့ထိုးရင်မဲ့လုံချွေးဦးလေးရယ်ထိုးရင်လုံချွေးလုံချွေးအကူပေါ့အဲ့ကောလည်းထိုးတော့ထိုးရင်မဲ့ပြဿနာဟိုလူကစိုက်ကဲအိုးတော့ဆောင်းထားတယ်သူကမျက်နာတော့တော်တော်ထိုးတယ်ဒီစိုက်ကဲအိုးတော့ဆောင်းထားတော့ဘယ်လည်းလို့ထိမလဲပေါ့ဗျာပြောရရင်တော့ဟိုစိုက်ကဲအိုးတော့ကြီးကိုပဲထိုးမိနေမှာပေါ့ဗျာသူထိုးတာ တော်လည်းဒီချိန်မှာပူထူနေတော့လဲသူဒီဒီလူကြောက်လန့်တော့မလားဆိုထိုးပြီးတော့ဟိုခုခံတာသဘောမျိုးပေါ့သို့တော့ကန်ဆိုးသွားတာကတော့အဲ့လူကန်ဆိုးအဲ့လုံချိုးဦးလေးလုံချိုးဦးကြီးကန်ဆိုးသွားတာကတော့ကိုလူကသူ့အထိုးသူ့အထိုးနဲ့ထိုးနေတာပင်ပဲပဲပဲနော်ဆိုသူအိတ်ထဲတနောက်ထုတ်ပြီးတော့တဲပြီးတော့ဒိန်းဆိုပြတ်သွားတာပြလိုက်တော့ဘုံဝင်တဲ့ပက်လက်ကလေးလမ်းကြီးလေးကြကြနေတယ်အဲ့မှာနောက်ထပ်မျိုးသမီးကြောက်ထွက်လာချိန်မှာအဲ့မျိုးသမီးကသူကဟိုကောင်တစ်ဖက်တွန်းလိုက်တယ်နောက်ဟိုဘက်မှာတော့ဟိုမျိုးသမီးကြောက်နဲ့မျိုးသားကြောက်နဲ့ထချနေချိန်မှာအဲ့ဒါလည်းသူကြော်လွှားပြီးသူလူချင်းတိုင်းယူရဲပြီးတော့ထွက်ဖို့ကြိုးစားတယ် နည်းဆုံးထွက်တဲ့အချိန်မှာဒါ CCTV ပထမပိုင်းဒုတိယပိုင်းမှာကျတော့အပြင်လျောက်ကိုအပြင်လျောက်ကိုရှစ်တဲ့ထဲမှာကြက်ဥပွားနဲ့ကင်ထားကက်နဲ့ကင်ထားတယ်အမျိုးသမီးကကြောက်ကနပစ်ပေါက်တယ်အပြင်ရက်ွက်ထဲကလူပေါ့နော်ပစ်ပေါက်တယ်ဘေးကလူရဲဒုံးရဲကိုပြေးလိုက်တယ်အဲကျွန်တော်တို့ဝိုင်းရီဆိုင်ကယ်ဝိုင်းဆွဲတယ်ဒါကိုကြည့်လိုက်ခြင်းအပြင်တော့ဟိုမြို့ကန်တွေကတော့ဒီလိုမျိုးဒီလူရဲမှုဟိုဓမ္မတိုက်မှုလူရဲမှုလက်မခံဘူးအကျန့်ဖတ်မှုလက်မခံဘူးဆိုတော့မြို့ကန်တွေကပြတ်တာသွားတယ်ပြတ်တာပြီးတော့အုပ်စုလိုက်ဝိုင်းဖမ်းလိုက်တဲ့အတွက်အဲမိတယ်တယောက်ကိုမိတယ်တယောက်ကတော့ထွက်ပြေးလွတ်မြောက်နေတယ်လို့အချမ်းမြင်သိရတယ် တဘောတပြည့်လိပြောဆိုမယ်လေဒီမြို့ကနေပိတ်ဆို့ရှာဖွေမှုတွေကြောင့်ကျွန်တော်ထင်တယ်နောက်တရက်နှစ်အတွင်းအဲမိဖို့များပါတယ်အဲ့ဒီနှစ်ယောက်စလုံးကတယောက်ကဖားကန့်ဘက်ကလာတာတယောက်ကမန္တလေးတည်းကလာတာလို့သိရတယ်မန္တလေးတည်းဆိုတော့မန္တလေးတည်းကတယောက်ကတော့ဟိုမန္တလေးတည်းကတယောက်ကတော့အဲမန္တလေးမှာပြပြပါဗျဖားကန့်တယောက်ကတော့အရင်ဆုံးအမိခံမိလဲဖမ်းမိသွားတယ်လို့ဆိုတော့ဆိုတော့ဒီပြည်စင်မှာကခုနဒီ సై ကယ် sorry sorry အပြင်ဘက်အထဲမှာတော့ပြင်ထူပြီးထူတဲ့လူမျိုးကြီး ်လုံချိုးကြီးလုံချိုးပုတ်ကိုပေါ့နော်ပြစ်ထုတ်တဲ့လုံချိုးကြီးကိုရဲ့တတ်တီကိုလည်းချီချူပါတယ်သူခင်ဗျာကွယ်လွန်သွားရှာပြီမဲ့သူ့တတ်တီရဲ့နေရတတ်တီမဟုတ်ပါဘူးသူကောင်းမို့သူ့တာဝန်သူထမ်းဆောင်မှုစူးစမ်းတာပါဒါပေမဲ့သူ့အပိုင်ကအားနှက်ချက်ကသူ့ရဲ့အားနှက်ချက်ဖြစ်သွားတာတော့သူ့ရဲ့အသက်ပါဆုံးရှုံးသွားတာပါလဲဆိုတော့သူကထိုးနေတာကခက်တာဟိုကောင်သူကထိုးနေတာဟုတ်သူကဟိုမျက်နှာကိုတဲပြီးထိုးတော့မျက်နှာဆိုင်ကဥတော်ဆောင်ထားတော့မျက်နှာမထီတော့ ထိရောက်မှုမရှိတဲ့ခါကျတော့ဟိုကပြင်ပြီးတော့ပြစ်တဲ့ခါမှာဆုံးပါသွားတယ်အကယ်၍သာစိုက်ကယ်လိုဆောင်းမထားဘူးရိုးရိုးတန်းဒီမတ်စတာထားတာလောက်ဆိုရင်တော့ထိုးလိုက်ရင်တော့နှစ်ချက်သုံးချက်တော့ထိုးခံလိုက်ရင်တော့ဒါမှနည်းနည်းဝင်းဒီဝင်းဒီဖြစ်ပြီးတော့တနက်ပြေဖို့ခက်သွားမှာပေါ့နော်ဒီလိုလည်းရှိတယ်ဒီလိုပဲတခါအပြင်ကြောက်တော့လေအဲ့ဒီစိုက်ကယ်နဲ့အဲ့ဒီအဖြူနဲ့လူကစိုက်ကယ်နဲ့မောင်းထုတ်ယူသားချင်းမှာရှေ့ကတဲကသတ္တိရှိနဲ့ကြောက်ပန်းနဲ့ပြစ်ပေါက်တယ်ကြောက်ကပ်ဖို့ဖြစ်ဖို့များပါတယ်ဘာနဲ့ပြစ်ပေါက်ပေါက်လိုက်တယ်ဟိုဘေးကတဲကကြည့်နေဘေးကတဲကကြည့်နေပြေးပြီးတော့ဒုံးတော့ဝင်ရိုက်တယ်ခက်တာ तू ကလည်းအဲ့လိုပဲဒီစိုက်ကယ်လိုဆောင်းထားတဲ့ခေါင်းခေါင်းခေါင်းဆောင်းထားတာအဲ့ဒါကိုအဲ့နေရာကိုပဲရိုက်နေတော့ဟိုပြောရမြားဟို ထိရောက်မှုမရှိဘူးပေါ့ထိရောက်မှုမရှိတော့လူအုပ်ကြီးနဲ့ဝိုင်းဖမ်းပြီးသူကတော့အဲ့အဖြူနဲ့တော့ပြန်တော့တုံ့ပြန်ထိုးတိတ်တိုင်းလွတ်လိုက်ပါသေးတယ်ဒါပေမဲ့လူအုပ်ကြီးနဲ့ဆိုတော့သူမနိုင်တော့မှန်းသိတော့သူကောင်းမှုဖမ်းခံလိုက်တယ်အဲ့တော့သူ့ဟာကိုမိသွားတယ်ဟိုတယောက်ကတော့စိုးကြီးရဲ့သူ့ကိုပစ္စည်းတင်ပေးပြီးတော့ထွက်ပြေးတယ်လွတ်သွားတယ်အဲ့တော့ဒီဖြစ်စဉ်မှာတယောက်နင်းတိုင်းနဲ့လုံချုံကြီးကိုကြီးတော့တိဆုံးသွားရှာတယ်အဲတူတာဝန်ကြည်ပွန်းတယ်ဒါပေမဲ့သူတိဆုံးသွားရှာတယ်အဲကျန်တဲ့ ဟိုဆိုလို့ရှိရင်ဟိုဒီမတ်တဲ့နေရာထဲတယောက်ကမိတယ်တယောက်ကထွက်ပြေးသွားတယ်ဒီဖြစ်စဉ်မှာဖြစ်သွားတယ်ဆိုတော့ဒါဖြစ်သွားတဲ့ဖြစ်စဉ်မှာအဲ့တော့ဒီဖြစ်စဉ်ကဒါပုံမှန်လို့ဆိုရင်ဒါဓမ္မတိုက်မှုဖြစ်တယ်ဖြစ်စဉ်ပြီးသွားပြီပေါ့ဒါပေမဲ့ခင်ဗျားတို့ပုံမှန်တိုင်းထည့်ပြောရရင်တော့ပြည်ပြည်မီဒီယာတွေမှာကြဘလို့ကြီးလဲဆိုတော့စစ်တပ်အုပ်ချုပ်နေတဲ့နယ်မြေမှာဓမ္မတိုက်မှုဖြစ်တယောက်သေဆုံးအဲဒါမျိုးတွေလာတာပေါ့ဗျာပြီးပါလဲဆိုတော့စစ်တပ်ကစစ်တင်တန်းကြောင်းနဲ့အများကြီးရှိတဲ့နေရာစစ်အုပ်စုနယ်မြေစစ်တပ်နယ်မြေအစ